အာရကတ်တော်အေဟာရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့မကွေးတိုင်းပဲခူးတိုင်းနဲ့အေယာဝီတိုင်းစစ်မျက်နှာတွေမှာခုခံတံပြန်စစ်ဆင်နွှဲနေတယ်လို့နိုဝင်ဘာလ17ရက်နေ့မှာ အေကသတင်းထုတ်ပြန်ထားပါတယ်။ရခိုင်ပြည်နယ်လုံးနီးပါးထိ ंछ ုပ်ထားတဲ့အေဟာမကွေးပဲခူးနယ်ရခိုင်ပြည်နယ်တွေထဲထိစေရေးထိုးပေါက်နေတာဖြစ်ပြီးလက်တလောစစ်စင်ရေးတွေအတွင်းမှာအာနာသိန်းစစ်တပ်ဘက်ကအလံပြူထောင်လက်နက်ချဖမ်းဆီးရမိသူစုစုပေါင်း90ကျော်ရှိတယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်။ ။အီယာဝီတိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းတို့ကနေဆက်ဆက်ထားတဲ့ကွာငတိုင်းချောင်းလန်းတောင်ကုတ်တောင်ကြားလန်းအန်းတောင်ကြားလန်းတွေဟာရခိုင်ပြည်နယ်ရဲ့ဝင်ပေါက်ထွက်ပေါက်တွေဖြစ်လို့အေအတွက်စေးပြူဟာအရာအရေးကြီးတဲ့နေရာတွေဖြစ်တယ်လို့စေးချင်းတွေသိရှိသူတွေကဆိုကြပါဗါတယ်။အဲ့တော့သူကတော့ခုခံစစ်လို့ပြောတာဒီနေရာကြီး၃ခုဟာကိုပဲအေယာဝရီပေါ့နော်အေယာဝရီရယ်ဘကူးရယ်နတ်ရီကန်ရယ်ပေါ့နော်အဲ့ဒါကြီးဟာကိုပဲပြောရမယ်ဆိုရင်အေရ ီပြီမာတဲ့ကိုဝင်ပြီးတိုက်ဖို့ထက်ဒီအပေါက်သုံးပေါက်ကနေရခိုင်ပြည်နယ်တဲ့ကိုပြန်ဝင်လာမှာဆိုတဲ့အတွက်ခံစစ်စခန်းကြီးတွေကိုရှေ့ထုတ်ပြီးတော့ကာထားတာပေါ့အဲ့တော့သူတို့ရဲ့ခံစစ်စည်းပေါ့နော်အဝေးစည်းလို့ပြောရမှာပေါ့အဝေးစည်းကိုလာပြီးစစ်တပ်ကနေမျိုးစုံနဲ့တိုက်နေတဲ့အနေအထားမျိုးလိုပဲပြောရမှာပေါ့စစ်သဘောအရဆိုရင်တော့ ေထိန်ချုပ်ထားတဲ့ရခိုင်ပြည်နယ်တဲကတောင်ကုန်းမြို့နယ်စစ်ကော်မရှင် ထိန်ချုပ်မှုအောက်မှာရှိတဲ့ဘကိုးတိုင်းအုံရှိပင်မြို့ကိုတောင်ကုန်းတောင်ကြားလမ်းနဲ့အဓိကဆက်သွယ်ထားပါဗျ။ဘကိုးတိုင်းအဝင်မှာရှိတဲ့ညောင်ကျိုးညောင်ချတော့အုံရှိပင်ပဒေါင်စတဲ့နေရာတွေဟာရခိုင်ပြည်နယ်တဲစစ်ကော်မရှင်တပ်တွေဝင်ရောက်နိုင်တဲ့အချက်အချာကြတဲ့နေရာတွေဖြစ်လို့အေအေနေနဲ့စည်ပြူဟာရထိန်းထားရမယ့်ဒေသတွေဖြစ်တယ်လို့စစ်ကော်မရှင်အတွက်လည်းစစ်လက်နက်တွေထုတ်လုပ်ပေးနေတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစစက်ရုံတွေရှိနေတာဖြစ်လို့နှစ်ဖက်လုံးအတွက်အာယုံဆိုင်ရတဲ့မျိုးဖြစ်တယ်လို့စီးအကဲခတ်တွေကပြောပါတယ်ဒီဒေသတွေအတွင်းမှာပဲကပ္ပစ5ကပ္ပစ6ကပ္ပစ9နဲ့ကပ္ပစ16တို့ရှိနေကြတာပါအေရဲ့ထုတ်ပြန်ချက်အရလက်ရှိမှာတိုက်ပွဲတွေဟာ ပတောင်းမြို့နယ်ကကာဘာဆာ16အနီးနဲ့ညောင်ကျိုးကျေးရွာအနီးတွေကိုရောက်ရှိနေပြီလို့သိရပါဗျ။ဒီတိုက်ပွဲတွေမှာစစ်ကော်မရှင်တပ်သား30ထွက်ပြေးလာပြီးအလံပြူထောင်လက်နက်ချခဲ့တာရှိတယ်လို့ A ကဆိုပါဗျ။ဒီတိုက်ပွဲတွေမှာတော့စစ်ကော်မရှင်ရဲ့ချင်းမြန်တပ်ရင်း361 363 368ကစစ်ကော်မရှင်တပ်သားတွေပါဝင်တယ်လို့သိရပါဗျ။ညောင်ကျိုးဘက်မှာတော့စစ်တပ်ဘက်ကပြန်ပြီးတော့ဒဏ်ပြန်တိုက်စစ်တောင်လုပ်တယ်။ဒါပေမဲ့ အဲ့ညောင်ကျိုးပေါ့နော်အဓိကအဲ့ညောင်ကျိုးစခန်းမှာထိုင်ထားတော့သူတို့ဒီစင်လန်းနေအတက်မှာလန်ကြနေပေါ့စစ်တပ်ကတော့တိုက်ဆစ်ပေါ့ဒီပြီးတော့ဒီရိုးအောင်မှာဆိုရင်လည်းကပ္ပစ16ဘက်ကိုဝင်လာတာမျိုးတော့ရှိတယ်ပေါ့နော်ဒါပေမဲ့အခုကပ္ပစ16ကနေကပ္ပစ16ရဲ့ဟိုဘက်သုံးလုံးကုန်းလို့ခေါ်တာပေါ့အဲ့ point 666စခန်းသားထိရောက်နေတယ်အဲ့ဘက်မှာလည်းစစ်တပ်ကရိုးပေါ်ကိုတက်လို့ရအောင်ဆိုတော့ဒါမြန်တိုက်ဆစ်ပဲ နောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတင်ပိုက်ပြီးအမ်းမျိုးကိုထိန်းချုပ်လိုက်တဲ့အေအတွက်အမ်းမျိုးလက်မလွတ်ရသေးဟာမကွေးတိုင်းကဝင်ထွက်လို့ရတဲ့အမ်ဘဒန်လန်ကိုထိန်းချုပ်ထားနိုင်ဖို့လိုအပ်တယ်လို့စီအကဲခက်တွေကပြောပါတယ်။အမ်းမျိုးဟာစစ်ကော်မရှင်အတွက်တိုင်းစစ်ဌာနချုပ်တစ်ခုလုံးဆုံးရှုံးထားရတဲ့မျိုးဖြစ်တယ်လို့ရခိုင်ပြည်နယ်တောင်နှင်းမြောက်ကိုဆက်သွယ်ထားတဲ့မော်တော်ကားလမ်းဆောင်ရနေရာဖြစ်လို့အချက်အချာကြားတဲ့နေရာလေးဖြစ်ပါတယ်။လက်ရှိမှာတော့အမ်ဘဒန်လန်မှရခိုင်ရိုးမပေါ်မှာ စစ်ကောင်မရှင်ရဲ့နိုင်ရီကန်စကန်ကြန့်ရှိနေစေဖြစ်ပါတယ်။အေနဲ့ဘူပေါင်းတက်တွေအနေနဲ့နိုင်ရီကန်စကန်ကို ပြီးခဲ့တဲ့2024ခုနှစ်နှစ်လယ်ပိုင်းတည်းကစတင်ထိုးစစ်ဆင်နေခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ဝင်းရံပိတ်ဆို့ထားတဲ့အခြေအနေလို့အေကထုတ်ပြန်ပါတယ်။ဒီတိုက်ပွဲတွေကအလင်းဝင်လာသူတွေလည်းရှိနေပြီးနိုဝင်ဘာလ8ရက်နေ့တရက်ထဲမှာပဲစစ်ကောင်မရှင်တပ်ဖက်ကစစ်တပ်ချက်တအူးနဲ့ပြည်သူစစ်တအူးအလင်းဝင်ရောက်လာခဲ့တယ်လို့အေကဆိုပါတယ်။အခု မကွေးဘက်ကနိုင်ရကံဘက်ကိုကြည့်မယ်ဆိုရင်တော့စစ်တပ်ကတိုက်စစ်ဆင်မှုနိုင်ရကံကိုကြော်ပြီးတော့တိုက်စစ်ဆင်မှုပေါ့နော်ဒါပေမဲ့ပင်မာဂုံးလို့ခေါ်တဲ့ကဘာလုံးဂုံးကနေရှေ့မှာတာဝါတိုင်းဂုံးဆိုတာရှိတယ်။အဲ့တာဝါတိုင်းဂုံးကိုသူတို့မကြော်နိုင်ဘူး။မကြော်နိုင်တဲ့တာဝါတိုင်းဂုံးကိုမကြော်နိုင်တဲ့အပြင်ပေါ့နော်ဒီနိုင်ရကံကိုအထောက်ကူပြုစခန်းလုပ်မဲ့ဟာကိုသူတို့ဒီလမ်းဟောလမ်းတစ်ကနေပိတ်ပြီးတော့တိုက်နေတာ။ဒါပေမဲ့စစ်တပ်ကလည်း တောက်လျှောက်ပဲအခုချိန်ကြီးကတော့အင်အားခဲရန်တော့ဖြစ်နေတော့မယ်ဒီနိုင်ကန်စခန်းကနေသူတို့ဖောက်ထွက်နိုင်တာနဲ့အန်ဘက်ကိုသွားမှာအဲ့တော့အဲ့ဒီဘက်ကတော့အဲ့ဘက်ကလည်းတိုက်စစ်ပဲချက်ခိုင်းပြီးနဲ့တောင်ပိုင်းကနောက်ဆုံးမြို့ဖြစ်တဲ့ ग्वा မြို့ကိုအေတက်တွေကတိမ့်ပိုက်စုံမိုးထားသလိုအေနဲ့ဘူးပေါင်းတက်တွေရဲ့စစ်စင်ရေးတွေဟာ ဧရာဝတီတိုင်းနဲ့ကတာပေါင်းမြို့နယ်လေးမျက်နှာမြို့နယ်ပတ်ဝန်းကျင်တွေအထိရောက်ရှိနေတယ်လို့ AA ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။တာပေါင်းမြို့နယ်ဟာမြို့တော်ပသိမ်နဲ့မိုင်း20ကျော်အကွာအဝေးမှာရှိတဲ့မြို့ဖြစ်တယ်လို့လေးမျက်နှာမြို့နယ်ကတော့ဂွားမြို့နယ်ကိုဝင်ရောက်တဲ့ဂွားငတိုင်းချောင်းလမ်းမကြီးနဲ့မလန်းမကန်းမှာတည်ရှိနေတဲ့မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်ဧရာဝတီတိုင်းမှာ AA တပ်တွေဟာရခိုင်ပြည်နယ်ဝင်ပေါက်ထွက်ပေါက်ကိုထိန်းထားဖို့စူးစမ်းနေတာဖြစ်တယ်လို့ အေရီတိုင်းအတွင်းပိုင်းကိုလည်းရောက်ရှိနေတာလို့ဆိုနိုင်ပါတယ်။နှစ်ဖက်တိုက်ပွဲတွေတဲစစ်ကော်မရှင်တပ်ဘက်ကဖမ်းဆီးရမိသူ20နဲ့လက်နက်ချအလင်းဝင်သူ20ကျော်ခန့်ရှိတယ်လို့သိရပါတယ်။အေရီထုတ်ပြန်ချက်အရအေရီတိုင်းကတိုက်ပွဲတွေမှာလက်နက်ချသူတွေဟာစစ်ကော်မရှင်ရဲ့ခြေမြန်တပ်ရင်း4 5 6 10ခြေလင်တပ်ရင်35 80တပ်မ66လက်အောက်ခံတပ်ရင်းတွေနဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခလာယ63အိမ်မဲနဲ့ခလာယ2ခွန်တဲ့ပသိမ်တက်ရင်တွေကအလင်းဝင်ရောက်လာသူတွေဖြစ်တယ်လို့သိရပါဗျ။အီအော်ရီဘက်မှာကျတော့အာရခနဲ့ပူပေါင်းတပ်တွေကတိုက်စစ်လို့တုံးလို့ရတယ်။ဘာလို့လဲဆိုတော့မြောက်ဆန်းပေါ့နော်ဆက်ဆက်ယူမြောက်ဆန်းဘက်မှာအာရခနဲ့ပူပေါင်းတပ်တွေကထောက်လျှောက်ပဲတိုက်စစ်ဆင်နေတာ။အဲအဓိကပေါ့နော်ဆက်ဆက်ယူဆိုလဲအဲဆက်ဆက်ယူဆိုရင်လဲတော်လိုင်းတပ်တွေကပြန်ပြီးတော့ပေါ့နော် ဟိုဆက်ဆက်ယူအဲ့တရွာလုံးကိုလည်းအာရခတတော်ကထိချုပ်ထားတယ်အပေါ်အဓိကကြတဲ့ဖရာကုန်းကိုလည်းတိထိချုပ်ထားတယ်ပြီးရင်မြောက်ဆန်းပေါ့နော်မြောက်ဆန်းအမြောက်တပ်ဆိုရင်လည်းပိတ်ဆို့ပြီးတော့တိုက်ခိုက်နေတာအဲ့တော့ AOD ဘက်မှာတော့ AE ကထိုးစစ်လို့ပြောလို့ရတယ်ဒါပေမဲ့ထိုးစစ်ဆိုပေမဲ့ तू ကဒီပေါ့နော်တာပေါင်းတို့ရေကြီးတို့ဘက်မှာအရင်တိုက်ထားကမှသူတို့ဒီခွတ်တန်ရဲဘက်ကိုဝင်လာမှာဆိုတော့ပေါ့ အေးဟာရခိုင်ပြည်နယ်ထဲမှာနဘခါလို့ခေါ်တဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကြီးကိုပါချိန်မုံပြီးတပြည်နယ်လုံးနှီးပါးကိုတင်ဖိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။ဒါရီမကပဲပြည်နယ်ရဲ့အဓိကဝင်ပေါက်ထွက်ပေါက်တွေဖြစ်တဲ့မကွေး၊ပဲခူးနဲ့အေရဝတီတိုင်းအဆက်တွေကိုပါစစ်စင်ရေးပြုလုပ်ပြီးထိန်းချုပ်ထားတာဖြစ်ပါတယ်။အာနာသိစစ်တပ်ကတော့ရခိုင်ပြည်နယ်ထဲအေးထိန်းချုပ်ထားတဲ့မြို့နယ်တွေထဲကအရက်သားပြစ်မှတ်တွေကိုဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေသလိုရေချောင်း၊ကုန်းချောင်းတွေကနေ စစ်စင်ရေးတွေပြန်လုပ်ဖို့ကြံရွယ်နေတာတွေလည်းတွေ့ရတယ်လို့စေအကဲခတ်တွေကပြောပါတယ်။